မေဖရသမရဒေါ်နယ်ထရန်ကဂါဇာညဉ့်ရည်အတွက်အစီအစဉ်တည်ရက်ကိုချပြလိုက်ပြီးနောက်ဥရောပနဲ့အရှေ့လယ်ပိုင်းခေါင်းဆောင်တွေကကြေကြေပြန့်ပြန့်ကြိုးစိုးလိုက်ကြပါတယ်။အစ္စရေးတစားကန်20နဲ့တည်ဆုံသွားပြီလို့ယူဆရတဲ့တစားကန်နှစ်သားသင်ကျော်ရဲ့ရုပ်လောင်းတွေကိုပြန်လည်လွှတ်ပြောင်းရမှာဖြစ်ပြီးအပြန်အလှန်အပြင်အစ္စရေးကထိန်းသိမ်းထားတဲ့ဂါဇာပြည်သူရာပေါင်းများစွာကိုလွှတ်ပြေးရမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာဟာမတ်အဖွဲ့ကဂါဇာကိုအုပ်ချုပ်ရမှာဘလို့အခန်းကဏ္ဍကမှပေါင်းခွင့်မရှိဘူးလို့ဖော်ပြထားပြီး အနာဂတ်မှာပါလက်စတိုင်းနိုင်ငံတစ်ခုဖြစ်ပေါ်လာနိုင်ဖို့လမ်းဖွင့်ပေးထားပါတယ်။ဒီစီစဉ်ကိုပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကယူသားပြီးခိုင်မာတဲ့ဂျူဝဲမူလို့ခေါ်ဆိုလိုက်သလို UAE, Saudi Arabia, Qatar, Egypt နဲ့ Jordan တို့လိုအဓိကအာရပ်နိုင်ငံတွေကလည်းတမနာထွန်းရဲ့ကြိုးပမ်းမှုကိုကြိုးဆိုကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဥရောပဘက်မှလည်းဥရောပကောင်စီဥက္ကဋ္ဌ UK ဝန်ကြီးချုပ် Kira Starmer ပြည်ထောင်စုမရာမက်ခရွန်နဲ့အီတလီဝန်ကြီးချုပ်မယ်လိုနီတို့ကဒီစီစဉ်ကိုအခိုင်အမာထောက်ခံပြီးအလုံးကငြိမ်းချမ်းရေးအတွက်ဒီအခွင့်အရေးကိုလက်လွတ်မခံနိုင်ဘူးလို့တိုက်တွန်းခဲ့ကြပါတယ်။ဒါပေမဲ့သမ္မတထရန့်ကငြိမ်းချမ်းရေးအတွက်သမိုင်းဝင်လေးလို့ပြောဆိုခဲ့ပေမဲ့ဟာမတ်ဘက်ကသဘောမတူညီရင်အစ္စရေးရဲ့စီးရီးယားအဆုံးသက်လွတ်ဆောင်မှုတွေကိုထောက်ခံသွားမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဟာမတ်အရာရှိတူကတော့ဘလို့အစုပြုချက်မျိုးကိုမဆိုလစ်လာဖို့အစဉ်အသင့်ရှိပေမဲ့ဘလို့သဘောတူညီချက်မျိုးမဆိုပါလက်စတိုင်းအကျိုးစီးပွားကိုကာကွယ်ရမယ်။ အစ္စရေကဂါဇာကနေအပြေးအဝဆုတ်ခွာရမယ်လို့အခိုင်အမာပြောဆိုထားပါတယ်။ဒီစီစဉ်မှာဂါဇာရဲ့အနာဂတ်အုပ်ချုပ်ရေးအတွက်လည်းပါဝင်ပါတယ်။ယာယီအဖြစ်နိုင်ငံရေးနဲ့မပတ်သက်တဲ့ပါလက်စတိုင်းကော်မတီတစ်ခုကအုပ်ချုပ်မှာဖြစ်ပြီးသမ္မတထရန့်ကိုယ်တိုင်ဦးဆောင်မဲ့နိုင်ငံတကာအဖွဲ့တစ်ခုကကြီးကြပ်သွားမှာပါ။ဒီအဖွဲ့မှာပြည်ထောင်စုဝန်ကြီးချုပ်ဟောင်းတိုနီဘလဲလဲပါဝင်မှာဖြစ်ပါတယ်။